င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ချင်းပြည်နယ်ကမင်းတပ်နဲ့ဖလန်းမျိုးနှစ်မျိုးလုံးကိုချင်းကြီးနောင်တပ်တွေနဲ့မဟာမိတ်တပ်တွေကတပြိုင်တည်းကုန်းစစ်စင်တိုက်ခိုက်နေပြီတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီဆိုပါတယ်မြန်မာနိုင်ငံထက်ဖွံ့ဖြိုးမှုနောက်ကျခဲ့တဲ့ကုန်းတွင်းပိတ်လာအိုနိုင်ငံကအထည်ချုပ်ဆက်ယုံကုန်ထုတ်ဆက်ယုံနဲ့လေယာစိုက်ပျိုးရေးလုပ်ငန်းတွေအတွက်မြန်မာအလုပ်သမားတွေကိုစစ်ကောင်စီရဲ့ MOU စနစ်နဲ့ရန်ကုန်လေစိတ်ကနေစတင်ဆင်လွတ်နေပြီဆိုတဲ့သတင်းပါဝင် နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့ချင်းပြည်နယ်ကမင်းတပ်နဲ့ဖလန်းမျိုးနှစ်မျိုးလုံးကိုချင်းညီနောင်တပ်တွေနဲ့မဟာမိတ်တပ်တွေကတပြိုင်တည်းထိုးစစ်ဆင်တိုက်ခိုက်နေပြီးတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီလို့ချင်းညီနောင်တပ်ဖွဲ့ရဲ့တာဝန်ရှိသူတချို့ကရန်ကုန်ခေတ်တကိုပြောပါတယ်။အဲဒီမင်းတပ်နဲ့ဖလန်းမျိုးနှစ်မျိုးလုံးမှရှိတဲ့အကြပ်စကောင်စီရဲ့တပ်စခန်းတွေကိုတပြိုင်တည်းထိုးစစ်ဆင်တိုက်ခိုက်ဖို့အတွက် ချင်းညီနောင်တက်တွေနဲ့အတူမဟာမိတ် တက်တွေကအတူတကွပူးပေါင်းပါဝင်ပြီးတိုက်ခိုက်ပေးနေတယ်ဆိုပါလေလက်ရှိမှာတော့ဖလန်းမျိုးကစစ်ကောင်စီရဲ့တက်စကန်တချို့ကိုတော်လန်ရေးတက်တွေကတိမ့်ပိုက်ရရှိထားတာတွေနဲ့ရဲတပ်ဖွဲ့ဝင်တချို့လည်းလက်နက်ချလာတာတွေရှိပေမဲ့တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက်ချင်းညီနောင်ဘက်ကတရားဝင်ထုတ်ပြန်တာမျိုးမရှိသေးပါဘူးတစ်ဖက်ကစစ်ကောင်စီကတော့အဲ့ဒီဖလန်းမျိုးနဲ့မင်းတပ်မျိုးတွေကတိုက်ပွဲဖြစ်ပွားရာနေရာတွေအပြင်အရသာပြည်သူတွေနေထိုင်ရာနေရာတွေကိုပါလေနဲ့ဘုံကျဲဓာတ်တွေလုံနေပြီး ဲ့ဒီလိုစစ်ကောင်စီဘက်ကလေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတဲ့ကြားကပဲချင်းညီနောင်တပ်တွေနဲ့မဟာမိတ်ပူးပေါင်းတပ်တွေကအရှိန်ဟုန်ပြင်းပြင်းနဲ့ကိုထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လည်းချင်းညီနောင်တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာလည်းမန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ကအချမ်းဖက်စစ်ကောင်စီရဲ့အမှတ်73တပ်မတော်တမ်းမြင့်တင်တန်းကြောင့်ခုနမိုင်းစခန်းနဲ့ကြောက်ကြီးစခန်းတို့ကိုတော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တွေကဒပြိုင်နက်တဲ့ပိတ်ဆို့တိုက်ခိုက်နေပြီလို့ရှမ်းမြောက်ကညီနောင်မဟာမိတ်သုံးဘုံနဲ့အတူပူးပေါင်းတိုက်ခဲ့တဲ့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကထုတ်ပြန်ထားပါတယ် လက်ရှိတပိတ်ချင်းမြို့နယ်ကအကြက်ဖက်စစ်ကောင်စီတက်စကန်တော်တော်များများကို DNLA PLA နဲ့ PDF မဟာမိတ်ပူးပေါင်းတပ်တွေကဩဂုတ်လကတည်းကတိမ့်ပိုက်ထိမ့်ချုပ်ထားပြီးအဲ့ဒီမှာနောက်ဆုံးလက်ကျန်ဖြစ်တဲ့စစ်ကောင်စီရဲ့အမှတ်73တက်မတော်တမ်းမြင့်တင်တန်းကျော်ခုနမိုင်းစခန်းနဲ့ကြောက်ကြီးစခန်းတို့ကိုအခုကမှတော့မဟာမိတ်ပူးပေါင်းတပ်တွေကတပြိုင်တည်းပိတ်ဆို့တိုက်ခိုက်နေပြီဆိုပါတယ်လက်ရှိမှာတော့အဲ့ဒီစကောင်စီရဲ့တက္ကက73တက်စကန်ကို DNLA နဲ့ PLA ပူးပေါင်းတပ်တွေကတိုက်ခိုက်နေတယ်လို့သိရပြီး တစ်ဖက်က9မိုင်တက်စကန်နဲ့ကြောက်ကြီးတက်စကန်တွေကိုတော့ DNL PLA နဲ့မန္တလေး PDF ပါပူးပေါင်းတိုက်ခိုက်နေတာဖြစ်တယ်လို့လဲဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကရန်ကုန်ခေတ်တက်ကိုပြောထားတယ်လို့အဲဒီတပိတ်ချင်းမြို့နယ်ကစစ်ကောင်စီရဲ့9မိုင်တက်စကန်နဲ့ကြောက်ကြီးတက်စကန်တွေကိုသိမ်းပိုက်နိုင်ဖို့ပိတ်ဆို့တိုက်ခိုက်နေပြီဆိုတဲ့အကြောင်းကိုလဲ PLA ကနေတရားဝင်ထုတ်ပြန်ထားပါသေးတယ်ခင်ဗျအခုတကားဒင်းသားကြီးတိုင်းဘက်မှာတော့ ခမောင်ကြီးမြို့နယ်ကအောင်ချမ်းသာဂျေးရွာအနီးစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ခြေလင်းစစ်ကြောင်းကိုဒေါ်လန်ရေးပူပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သား6ဦးကတော့အသီးသီးသေကုန်ကြပြီလို့ကော်တောင်းမြို့နယ်ပတ်ခပတာဝန်ရှိသူတို့ကရင်ကုန်ခစ်တဲ့ကိုပြောပါတယ်။နိုဝင်ဘာလ17ရက်နေ့ကပဲခမောင်ကြီးမြို့နယ်အောင်ချမ်းသာဂျေးရွာအနီးစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ခြေလင်းစစ်ကြောင်းကိုဒေါ်လန်ရေးပူပေါင်းတပ်တွေကဖြတ်အားပြင်းမိုင်းတွေပါအုံပြုပြီးကြားဖြတ်တိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်။ အဲ့ဒီလိုတက်ခိုင်းမှုအတွင်းမိုင်းမိတဲ့သူတွေအပါဝင်စစ်ကောင်စီတပ်သား6ဦးကတော့နေရာမှာပဲပစ်လဲပြီးသေကုန်ကြတဲ့အပြင်နောက်ထပ်10ဦးဝင်းကျင်ကဒဏ်ရာတွေရသွားကြပြီးတဲ့နောက်အထိနာသွားတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကသူတို့ရဲ့စစ်သားမပါလောင်းတွေနဲ့ဒဏ်ရာရစစ်သားတွေကိုကားတွေနဲ့တင်ပြီးခမောင်ကြီးတက်နေတဲ့ကိုချက်ချင်းတည်သွားကြတယ်လို့လည်းကော်တောင်းမျိုးနဲ့ပကပတာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ပင်လောင်းနဲ့ဖဲခုံမြို့နယ်တွေကို အချမ်းပစကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုကြောင့်ကလေးငယ်တဦးအပါဝင်ပြည်သူ6ဦးသေဆုံးသွားခဲ့ရတဲ့အပြင်နောက်ထပ်ရသပြည်သူအယောက်200ဝန်းကျင်ကိုလည်းစကောင်စီတပ်ကဖမ်းဆီးထားတယ်လို့ KNDF ဗဟိုရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်တွေကိုပြောပါတယ်။အဲ့ဒီရှမ်းပြည်နယ်တောင်ပိုင်းကပင်လောင်းနဲ့ဖဲခုံမြို့နယ်တွေကိုအချမ်းပစကောင်စီတပ်ကအခုနိုဝင်ဘာလဇန်ပိုင်းကစပြီးမြေပြင်မှာစစ်ကြောင်းထိုးနေတဲ့အချိန်လေကြောင်းကနေပါရသပြည်သူတွေနေထိုင်ရန်ကြေးရွာတွေကိုဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလို့ စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အသက်၈နှစ်အရွယ်ကလေးငယ်ပါဝင်ဂျေးရွာနေအရတပ်ပြည်သူ၆ဦးသေဆုံးသွားခဲ့ရပြီးနောက်ထပ်ဒဏ်ရာရတဲ့ပြည်သူတွေလည်းရှိထားတယ်လို့ KNDF ဘိုးရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်။ဒါအပြင်မြေပြင်မှာစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်သားတွေကပင်လောင်းဖဲခုံမြို့နယ်ကျမှာရှိတဲ့ပင်စုံကုန်းဘော်ဗမောက်စတဲ့ဂျေးရွာတွေကနေအိမ်တွေကိုဝင်ရောက်ဖောက်ထွင်းခိုးယူလူရဲမှုတွေလုပ်သွားတဲ့အပြင်နိုဝင်ဘာလ၁၇ရက်နေ့ကပဲ ပုတ်ချက်ကျေးရွာဘက်မှာရတပ်ပြည်သူအယောက်200ဝန်းကျင်ကိုစစ်ကောင်စီတပ်ကဖမ်းဆီးသွားတယ်လို့လဲ KNDF ဘိုးရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျာအခုတခါဆက်ချင်တာကတော့မြန်မာနိုင်ငံထက်ဖွင့်ပြောမှုနောက်ကျခဲ့တဲ့ကုန်းတွင်းပိတ်လာအိုနိုင်ငံကအထက်ချုပ်စက်ယုံကုန်ထုတ်စက်ယုံနဲ့လက်ရစိုက်ပျိုးရေးလုပ်ငန်းတွေအတွက်မြန်မာလူထုမှတွေကိုစစ်ကောင်စီရဲ့ MOU စနစ်နဲ့ရန်ကုန်လေစိတ်ကနေစတင်ဆေလွတ်နေပြီလို့ပြည်ပလုတ်ကန်အေဂျင်စီအတိုင်းအဝန်းကပြောပါတယ် အခုနိုဝင်ဘာလဇန်ပိုင်းကစပြီးပြပလုပ်ကန်အေဂျင်စီတွေကနေအဲ့ဒီကုန်းတွင်းပိတ်လာအိုနိုင်ငံမှာရှိတဲ့အထည်ချုပ်ဆက်ယုံကုန်ထုတ်ဆက်ယုံနဲ့လက်ရစိုက်ပျိုးရေးလုပ်ငန်းတွေအတွက်စစ်ကောင်စီရဲ့ MOU စနစ်နဲ့ပဲပထမဦးဆုံးချိန်ချင်းအလုသမားတွေစတင်ဆေလွတ်နေပြီလို့သိရပါတယ်လက်ရှိမှာမြန်မာအလုသမားအရေးအတွက်900ဝန်းကျင်လောက်ကတော့အဲ့ဒီကုန်းတွင်းပိတ်လာအိုနိုင်ငံကိုရန်ကုန်လေစိတ်ကနေထွက်ခွာသွားပြီဖြစ်တယ်လို့နိုဝင်ဘာလ12ရက်နေ့ဖြစ်တဲ့မနေ့ကလည်းနောက်ထပ်မြန်မာအလုသမားအယောက်90ဝန်းကျင်လောက်ပါ အဲ့ဒီလာအိုနိုင်ငံအတွက်ရန်ကုန်လေစစ်ကနေထွက်ခွာသွားကြတယ်လို့ပြည်ပအလုတ်ကိုင်အေဂျင်စီတစ်ခုရဲ့တာဝန်ရှိသူတဦးကပြောထားပါတယ်အဲ့ဒီလိုမြန်မာနိုင်ငံထက်ဖွံ့ဖြိုးမှုနှောက်ကြခဲ့တဲ့လာအိုနိုင်ငံကစိုက်ပျိုးရေးလုပ်ငန်းတွေအတွက်ပါမြန်မာလူထုမှတွေကမြန်မာဝင်နဲ့တွက်ရင်တလ10သိန်းကျော်လောက်နဲ့သာအလုတ်သွားလုပ်ရတာဖြစ်ပြီးတခြားအထည်ကျုပ်စက်ယုံတို့တစ်ချောထုတ်တဲ့စက်ယုံတွေအတွက်လည်းသွားရတာမျိုးတွေရှိတယ်လို့ပြည်ပအလုတ်ကိုင်အေဂျင်စီတစ်ခုရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်တက်ကိုပြောထားသလို့ အဲ့ဒီလိုမြန်မာလူထုမားတွေလာအိုနိုင်ငံပို့ဖို့ကိုလေစစ်ကောင်စီရဲ့လူထုမားဝင်ကြီးမြင့်အောင်ဆိုတဲ့သူကအော်တိုဘာလ27ရက်နေ့ကပဲလာအိုနိုင်ငံနဲ့သဘောတူစာချုပ်ချုပ်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။အဲ့ဒီလာအိုနိုင်ငံကနိုင်ငံသားတွေကတော့သူတို့နိုင်ငံမှာလောက်ခတ်လာစားနဲလို့ဆိုပြီးထိုင်းနိုင်ငံအပါဝင်တခြားနိုင်ငံတွေကိုထွက်ပြီးတော့အလုတ်လုတ်နေကြရသလိုလက်ရှိထိုင်းနိုင်ငံမှာလည်းမြန်မာနိုင်ငံသားတွေနီးတူလာအိုနိုင်ငံသားတွေပါအလုတ်လုတ်နေကြရတာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျ။ ဟုတ်ကဲ့ဒါကတော့ရောင်ခစ်တစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ